မင်္ဂလာပါရှင်2025ခုနှစ်မတ်လ14ရက်တောက်ကြနေ RRB မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ကုလသမဂ္ဂအထွေထွေတည်ရင်မှုချုပ်ကရင်းကြိုင်ချိမှုစင်တာသို့တွားရောက်လီလာဆိုတဲ့သတင်းနဲ့ကုလသမဂ္ဂအထွေထွေမှုချုပ်အန်တိုနီယိုကူတာရာစဖွဲ့သည်ဒုက္ခသည်များနဲ့တွေ့ဆုံဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မချယ်ရီဝင်းပါ ကုလသမဂ္ဂအထွေမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကဘင်္ဂလားဒေ့ရှ်ရိုဟင်ဂျာဒုက္ခသည်စခန်းခရီးစဉ်အတွင်းရိုဟင်ဂျာယဉ်ကျေးမှုစင်တာသို့တွားရောက်လေ့လာခဲ့တယ်လို့သိရပါတယ်။ရိုဟင်ဂျာယဉ်ကျေးမှုစင်တာ၌ခင်ကျင်းပြတာထားတဲ့ရိုဟင်ဂျာလူမျိုးတို့ရဲ့ရခိုင်ပြည်နယ်အတွင်းထနေတိုင်းရင်းသားဖြစ်တည်မှုနေထိုင်မှုအသက်မဝန်းကျောင်းလုပ်ငန်းရိုးရာဒလီနဲ့ယဉ်ကျေးမှုအမှုပညာလက်ရာတွေကိုပြသထားတဲ့ပြခန်းကိုတွားရောက်ကြည့်ရှုခဲ့ပါတယ်။ အတွင်းမှုကျုပ်ရဲ့ခရီးစဉ်တွင်ရိုဟင်ဂျာဒုက္ခသည်တွေနဲ့အတူ iftari ပွဲကျင်းပဖို့ရှိနေတယ်လို့သိရပါတယ်။ဘင်္ဂလားဒေ့ရှ်ရှိရိုဟင်ဂျာဒုက္ခသည်စခန်းနိုင်ရောက်ရှိလာတဲ့ကုလအတွင်းမှုချုပ်ကူတရက်စ်တီရိုဟင်ဂျာများနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးရိုဟင်ဂျာတွေနေရပြောင်းရင်းနဲ့ပြောဆိုခဲ့ပါတယ်။ ုလအတွင်းမူချုပ်ခရီးစဉ်နဲ့အတူလိုက်ပါလာတယ်။ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအကြံပေးဒေါက်တာယူနုစ်ကလည်းရိုဟင်ဂျာတွေနဲ့တွေ့ဆုံချိန်တွင်ရိုဟင်ဂျာတွေရဲ့လူလာချက်ကိုသိရှိရန်ရောက်ရှိလာကြောင်းပြောဆိုခဲ့ပါတယ်။ရှခိုင်ပြည်တွင်းစစ်ပွဲကြောင့်မတိမငိမ်ဖြစ်နေတဲ့အတွက်နေရပြန်ရေးကိစ္စမှာနိုင်ငံတကာမှဆေးဆုံဖန်တီးပေးရန်အရေးကြီးကြောင်းဒုက္ခသည်တွေက ပြောဆိုပါရယ်ကုလအတွင်းမှုချုပ်ခရီးစဉ်တွင်တောင်းနှင့်ချီတဲ့ရိုဟင်ဂျာတွေတက်ရောက်ခဲ့ကြောင်း ইফতারি পয়লেছে পাকে যাও তিয়া পারে